ဓမ္မဝိဟာရကမ္မထံတိုက်ရဲ့အေးမြတ်စီလင်တဲ့ချောင်းကလေးနှစ်ပေးချမ်းသာစေသောအထွေလေးတစ်ခုကုသိုလ်အလုပ်ဤအနှစ်ချုပ်ပေါ့ကုသိုလ်အလုပ်လုပ်တဲ့သူမှချမ်းသာမှုဆိုတာရှိနိုင်တယ်ကတ္တပုံညာနံဒုက္ခအဋ္ဌိဆိုတဲ့အတိုင်းပဲကုသိုလ်လုံးမရှိဘူးဆိုရင်တော့ ချမ်းသာဆိုတာလည်းမရှိနိုင်ဘူးဒါဆိုရင်ကုသိုလ်အလုပ်တို့ရဲ့အချုပ်ကဘာတွေလဲအလောဒေါသအမောဟတမထဝိပဒနာတဲ့အနိစ္စဒုက္ခအနတ္တအတုပရှုပါကုသိုလ်အချုပ်ကဒီကိုဝမတ်ကြနိဒာသနာကုသိုလ်ရဲ့အနှစ်ချုပ်အလောဘဆွန့်လွန့်ခြင်းနဲ့ စိတ်ထားကိုယ့်ရဲ့ဒီရထားတဲ့ရာဝတ္ထုတွေကိုစွန့်ခြင်းတယ်ကိုယ့်ရဲ့ဒီဘဝဖြစ်ဖြစ်ဒုက္ခကိုစွန့်ခြင်းတယ်အလိုဘကတခုအဒေါသဆိုတာကလုံးဝစိတ်မဆိုးခြင်းဘယ်လိုဘယ်အခြေအနေပဲရောက်ရောက်ဒေါသကိုမဖြစ်စေဘူးခန္တီတွေနဲ့မေတ္တာတွေနဲ့အဒေါသကလည်းကုသိုလ်တခု အမောဟဆိုတာကတိနေအမှန်တရားကိုတိနေမယ်တိအောင်လဲတော့တတိလေးနဲ့နေနေမယ်ဆိုရင်တော့ဒါကုသိုလ်တမထစိတ်ကိုငြိမ်းအောင်ငြိမ်းတဲ့နေပေါ့ဥပမာပေါ့ဖရာကုံပွားနေမယ်စိတ်ကိုလောဘဒေါသတွေငြိမ်းထားလိုက်မယ်ဒီတမထမျိုးနောက်တစ်ခုကဝိပဿနာ အမှန်တရားတွေကို ရှုပြီးတော့ဒီအမှန်တရားတွေဟာဖြစ်ပြီးဖြစ်နေတဲ့သဘောတရားတွေဟာဒါအနှစ်မရှိဘူးဆိုတာကိုသိနေတဲ့အတိဝိပဿနာနောက်တစ်ခုကအနိစ္စလို့ရှုနေမယ်ဒုက္ခလို့ရှုနေအနတ္တလို့ရှုနေမယ်အတုပါလို့ရှုနေမယ်ဒီလေးချက်ကလည်းကုသိုလ် ကုသဝချုပ်ကဒီကိုဝမှတ်ကြနိဒသနာတဲ့အလုံးကတော့ကိုချက်ပေါ့အလောဘရဲ့အထောဒရဲ့အမောဟရဲ့တမထရဲ့ဝိပဿနာရဲ့အနိစ္စဒုက္ခအနတ္တအတုပကုသိုလ်ရဲ့အလုံးကိုချုပ်လိုက်ဒီကိုချက် ဒီကိုယ်စက်မှတခုခုမှမဝင်ပဲဆိုရင်တော့ဒါကုသိုလ်မဖြစ်နိုင်ဘူးအဲ့ဒါကြောင့်ကုသိုလ်ဖြစ်အောင်ဒီကိုယ်စက်ပါဖို့တော့ကုသိုလ်လောက်တိုင်းလောက်တိုင်းဒီကိုယ်စက်အချုပ်ပါနေရမယ်ဒါကြောင့်ပဋ္ဌာန်းမှလည်းရှိတယ်လေကုသလံအနိစ္စတော်ဒုက္ခသောအနတ္ထသောဝိပတ္တိဆိုတာကုသိုလ်တွေကိုအနိစ္စဒုက္ခအနတ္ထအရှုရမဆိုတာ ပဋ္ဌာန်းမှာပါတယ်အဲ့ဒါကြောင့်ဒီကိုးချက်လုံးပါအောင်တို့လူပိုင်းတွေအနေနဲ့ဘယ်လိုလုပ်ရမလဲကိုးချက်လုံးပါအောင်ဘယ်လိုကုသိုလ်မျိုးလုပ်ရမလဲပေါ့ဒီကုသိုလ်ရဲ့အချုပ်ကိုးချက်လုံးပါအောင်ဘယ်လိုလုပ်ရမလဲခက်တော့မခက်ပါဘူးတတဝရွေချမ်းသာပါစေဆိုတော့တတဝရွေချမ်းသာပါစေ နောက်တစ်ချက်ကိုအစင်းရလွတ်မြောက်ပါစေတတဝါတွေချမ်းသာပါစေဆိုတော့တတဝါတွေချမ်းသာစေလို့တဲ့မေတ္တာပေါ့အမောဟအမောဟပါမယ်နောက်တစ်ခုတော့သူတို့ချမ်းသာစေလို့တဲ့စိတ်နဲ့တို့စွန့်လွတ်ခြင်းလဲစွန့်လွတ်ပေးလိုက်မယ်အဒေါသရဲ့အမောဟရဲ့ ပြီးတော့အဲ့ဒီလိုသူတပန်းကိုချမ်းသာစေလိုတဲ့မေတ္တာနဲ့ပွားနိုင်မယ်ဆိုရင်တမထလည်းပါသွားပါပြီတတဝရချမ်းသာပါစေကအဒေါသရဲ့တမထရဲ့ပါသွားပါပြီနောက်တစ်ခုကကိုစင်းရဲ့တပန်းလွတ်မြောက်ပါစေကတပန်းကိုစင်းရဲ့ဆိုတာကဩဒီခန္ဓာကိုယ်ကြီးအနိစ္စ အနိစ္စဆိုရဲမမြဲတဲ့အထွေကြောင့်ဒုက္ခဒီဒုက္ခပေးနေတဲ့ဒီသဘောတရားတွေဟာသူ့သဘောအတိုင်းပဲသူဖြစ်ပြီးတော့ပြက်နေတာလည်းသူ့သဘောဒုက္ခပေးနေတာဟာလည်းသူ့သဘောပဲအဲ့ဒီသူ့သဘောကိုသူ့သဘောမှန်သိလိုက်တာကအနန္တပြီးတော့ဒီခန္ဓာကိုယ်ကြီးဟာဖြစ်ပြီးပြက်နေတော့နှိမ့်ဆက်နေတော့အနှစ်တာရလည်းမရှိဘူး တင့်တယ်ပွဲလည်းမရှိဘူး။တာယာပွဲလည်းမရှိဘူးလို့သိတာကအတုပအနိစ္စဒုက္ခအနတ္တအတုပလို့ရှုနေတာဟာလေဝိပဿနာကုသိုလ်ပါ။အဲ့ဒါဆိုရင်ကိုယ်စင်ရဲ့ကိုသိလိုက်ပြီ။ကိုယ်စင်ရဲ့သိပြီးတော့ဒုစုတ်ကင်ထားမှလားဆွန့်လွတ်လိုက်မလားဆွန့်လွတ်လိုက်မယ်။ဆွန့်လွတ်လိုက်တာကအလောဘဆွန့်လွတ်ခြင်းက အလောဘကိုစင်ရတိတာကအနိစ္စတိဒုက္ခတိအနတ္ထတိအတုပတိကဒါကဝိပဿနာတိကိုစင်ရတိတာကဝိပဿနာတိအဲ့ဒီကိုစင်ရကနေလွတ်မြောက်ပါစေကတော့အလောဘဒါဆိုရင်တတဝရေချမ်းသာပါစေကအဒောသရဲ့မေတ္တာကမ္မထံဆိုတဲ့ကမ္မထတတဝရေ ချမ်းသာပါစေကိုယ်ဆင်းရဲတိတာကအနိစ္စဒုက္ခအနတ္တအတုပဝိပဿနာလွမြောက်ပါစေကအလောဘဒါဆိုရင်တတဝရေချမ်းသာပါစေကိုယ်ဆင်းရဲလွမြောက်ပါစေဆိုတဲ့စိတ်နဲ့တို့ပွားလိုက်တိုင်းပြုတ်လိုက်တိုင်းပြောလိုက်တိုင်းဟာကုသိုလ်အချုပ်ကိုးချက်ပါနေတယ် ဒါဆိုရင်ကုသိုလ်လုပ်ဖို့မခက်တော့ဘူးဉာဏ်တိုင်းမှာလုတ်တိုင်းလုတ်တိုင်းတတ္တဝါတွေချမ်းသာပါစေကိုယ်စင်ရလွန်မြောက်ပါစေပြောတိုင်းပြောတိုင်းမှာလည်းတတ္တဝါတွေချမ်းသာပါစေကိုယ်စင်ရလွန်မြောက်ပါစေတွေးတိုင်းတွေးတိုင်းဘွားတိုင်းဘွားတိုင်းမှာလည်းတတ္တဝါတွေချမ်းသာပါစေကိုယ်စင်ရလွန်မြောက်ပါတော့တရားထိုင်တဲ့အခါကျတော့ဩရှေးဥစွာမေတ္တာပွားမယ်ပေါ့ တတဝါတွေနတ်ပြမသံဃာတော်တွေချမ်းသာပါစေပြီးမှခုခန္ဓာတွေကအမှန်တရားတွေကိုဝိပဿနာဉာဏ်နဲ့ရှုပြီးတော့ဒီခန္ဓာဆင်းရဲကနေလွတ်မြောက်ပါစေအဲ့ဒါဆိုရင်ဝိပဿနာပွားရင်လေဒီတတဝါတွေချမ်းသာပါစေကိုဆင်းရဲလွတ်မြောက်ပါစေဆိုတဲ့ကုသိုလ်၉မျိုးအပြည့်အစုံရပါလေ ီကုသိုလ်ကိုမျိုးနဲ့ချမ်းသာအောင်ကိုကိုကိုစောင့်တည်နိုင်ကြပါစေ။